်ဆရာကြီးတော်ဆူရေးသားသောဝိထုတော်ကောင်းတစ်ပုဒ်ဖြစ်သည့်သားမိုက်အိမ်ပြန်ငယ်မီဒီလုံးကောင်မောင်မောင်ကြီးသည် သူ့မိဘရင်ပြင်ကျင်သောနှင့်တွက်လက်စွာမော်တော်ကားပေါ်မှခုန်ဆင်းလိုက်သောအခါနေလုံးသည် ဝင်လူပြီးဖြစ်၍အနောက်ကောရမှရေရဲနေနေပြီလန်ခုလက်ကရက်တီမှာပန်းဥယျာဉ်ဤတွင်မှတည်သည်ဥကောင်းဟုမော်ကောင်း ပန်းပေါင်းစုံရင်နှက်ဖြင့်လှိုင်ကျူနေသည့်တောင်ကြီးမြို့ တောင်ပေါ်လီအီအီမွေ့မွေ့ကိုအားရပါရရှူဆိုင်လိုက်သည်အာတဲလေအရသာရှီလာပါလားလေရှူရတာချင်းတော်မအမေရှိတဲ့ဌာနကပိုကောင်းတယ်လို့ပဲအော်အမေအမေငါးနေကြီးများတောင်ရှိပြီနော် ခွဲခွာခဲ့ရတာအခုဆို အမေပူပီးွားနေသလား ဒါမှမဟုတ်ငါစိတ်ကြောင့်ပိန်ချုံရပဲနေလိမ့်မလားဟုတ်ပါသည်ဒီလုံးသူ့ဇာတိမျိုးကထွက်ခဲ့ဒီမှာသူ့ဆက်လင်းနေသားရွယ်ကဆိုတော့ယခုသူ့အသက်19နှစ်ရှိပြီအီမြငငယ်ရွယ်ရွယ်ကလေးနဲ့အဘယ်ကြောင့်မိဘရင်ကခွဲခွာခဲ့ရလေသနည်းမိညာအန်ဒီလုံးဒီသူတို့အိမ်တော်စုတွင်တာကြီးအော်ရာတာဖြစ်၏ သူမိဘသည်လူပြိုကြီးအပြိုကြီးဘောအသက်30ကျော်မှအိမ်အောင်ပြုကြပြီးသုံးနှစ်အကြာတွင်ချစ်သားကြီးကိုဖွားမြင်လေတော့တာဦးမို့ဖူးဖူးမုတ်ကချစ်လိုက်ကြရဖြစ်ချင်းအချစ်လိုင်းတွေကဒီလုံးကြီးများလိုလှိမ့်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 တက်လာသဖြင့်ဒီသားကိုဒီလုံးဟုငယ်မြီတွင်ထားသည်ကြီးမအိမ်အောင်ကြသည်သူမိဘနှစ်ပါးသည်ဒီသားဦးကြီးကိုချစ်လိုက်ကြသည်မှာ ကလေးကအေကနေဆိုရင်ဖအေကြီးကပခုံးပေါ်ထန်းလျက်မအီကပါဇက်သေးတခုခုဝါခွန်ကလေးကဘာကြောင့်အမမသိတိအောင်ကျူးစားရကောင်းမလဲနားမလဲကြသည်မို့ဒီလုံးမမွေးကလေးကအေးပေးခြင်းခံရလုံးနေရကနောင်ကြည့်ပြန်လာသည့်တိုင်အောင်ဘာမှတောင်းမန်းကံမမသိတော့ဘာမဆိုမိမိစံနာပြရတော်မူသောအကျင့်ပါတော်လီတော်ဤအေး ီလုံးတို့စတင်ဒုက္ခတွေ့လာရသည်ကသူ့မွေပြီးနောက်၃နှစ်ကြာသောအခါမြမလေးထွေမိနောက်နှစ်နှစ်ကြာမှညီကလေးပြုံးချိုတို့မွေးဖွား၍ဒရိမာလူကြီးတိုးဝလာသောအခါ၌ခေကာလလူနေမှုစနစ်ကလည်းပြောင်းကုံစည်းနှုံးတွေကလည်းဒုံးပြဲနဲ့ချီလွတ်လိုက်သလိုတဟုံတို့တက်လာလေတော့ရောတလမ250ကျော်မြတ်ရသောသူ့ဖေစီကြီးဤအိမ်တော်စုဝန်ကြီးသည် မလွယ်ကြီးချမလွယ်ဖြစ်သွားလေ၏ ဒီလုံငယ်စဉ်ကလို့ဖော်ရှင်တော်ခြင်းမစားတော့နိုင်တော့ပဲအကျော်လေးနဲ့ထမင်းချမ်းပေးပြုတ်ကလေးမှစီရွှေရွှေမစမ်းနိုင်တော့တော့ချီမှဒီလုံဘဝသည်ငယ်စဉ်ကလို့မကြည်သာတော့ပဲထိုထက်သို့ဒီကကြောင်းသွားတော့ကစားနိုင်တော့နိုင်သုံးနိုင်ဖြုန်နေတော့ကြောင်းသားများကိုအားကြ၍မိဘစီကပတ်စံတောင်းရောင်းတနေ့ထမင်းနဲ့နဲ့တောင်းမှချစ်ချစ်ချုပ်ချုပ်ချွေချွေတာတာလုံနေရတော့မိဘတို့ကဘယ်မှာသူ့ဆန္ဒကိုလိုက်လျောနိုင်တော့အန်နီ ထိုသောခါဒီလုံးသည်အိမ်ကပစ္စည်းကိုလစ်ပြီးဝေရအောင်ကြံတော်သည်သူအချင်းကငယ်စဉ်ကအတိုင်းပါဇက်နဲ့အစာမပြတ်နေပြီးလက်ထဲပစံရှိနေလျင် စာရီပါရီတင်ကျင်စိတ်ပြတ်ကုန်က သူအားမြောက်ပေညာစားသော အဖော်တူနှင့်ဟီလာဝါလာ နေခြင်းသည်ညနေကြောင်းစင်ချိန်မှာမော်ကြီးပန်းကြီးနှင့်เจ้าကပြန်လာသည့်ပုံစံမျိုးဒီလုံးမှာတစ်ခု သူ့အတွက်ကောင်းနေသည်က ရုပ်ကလည်းဖြူးဖြူးစင်စင်ထန်ထန်ပြန့်ပြန့်နဲ့ဟန်ပန်မင်မောင်းကောင်းသည်သူ့ကိုကြည်လိုက်ရင်အဝတ်စားတက်တက်ရရနဲ့နှစ်သက်ဖွယ်ကောင်းသည်တုံမီပါများလည်းဖေးဖြစ်သူဥကံရင်ရုံမသွားမီတိုက်ပေါ်ကြီးတွေကလက်ဖေးဘိုးကလေးကိုဖိတ်၍ဒီလုံးအပြောက်ရိုက်သည့်ကိစ္စရှိပင်ရှိမိတော့လေမေကြီးတည်ရင်သူသားကိုစူမီဆို၍ဒါမှမဟုတ်စင်မကောင်းဖြစ်မီဆို၍မတိကျွံ့လုံနေသလို့ မိခင်ဒေါ်မူရကလည်းသူ့ဇီဝရဲကဒီလုံအပြောက်ရှင်းသွားသည်များကိုဖအေးကြီးသိလျင်တအောင်ချိန်မောင်းပြီဆိုသဖြင့်တီတီကနေနှုတ်ပိတ်ရင်ငုံနေရကြ၏ဤကမိဘတို့အမားပဲရှင်ဤအကြောင်းတရားကြောင့်ဒီလုံးသည်နေမြင့်လေအယူရင့်လေဖြစ်လာကောနောင်တွင်အိမ်ကပစ္စည်းသာမကတော့ပဲကြောင်နေမိတ်ဆွေတငယ်ချင်းများဤပစ္စည်းတွေကိုပါလက်စော့ချီစော့လှုပ်လာတော့၏ နောက်ဆုံးတနေ့နိုင်ကကျောင်းစင်ချင်းဆီယာများနားနေရခနေတို့အများကြောင်းတက်နေတော့အလစ်ဝင်ကပစ္စည်းချို့ကိုယူနေသည်ကျောင်းစီကလက်ပူးလက်ချက်မိလေး၍ဆီယာကြီးခုံရုံသို့တင်သောခေါ်ဒီလုံးဒီမချခနောက်ကျောင်းတက်ပြက်ခွက်ချင်းအတန်၌သာညံချင်းအချာကြောင်သားများဤပစ္စည်းများပြောက်ရင်သူအားစွတ်စွဲတိုင်ကြားခြင်းများရှိနေရမှာယခုကြောင်ပစ္စည်းကိုလက်ပူးလက်ကျက် ်မိနေလေသောကြောင့်ဒီလုံအောင်ကြောင်းမှထုတ်ပြလိုက်လေတော့ဤထိုအခါမိဘများသည်အားထရမလားဟုအောင်းမိနေသောတာကြီးဩရာတတ်အတွက်အရှက်ကြီးရှက်ကောင်းမလုံစဘူးချိန်မောင်းမှန်မဲလျက်ဖအီကြီးကတပြက်စီနဲ့ရိုင်းမိလေ၏ရှင်ကိုတာလိမ်မာကအမျက်သူရေးတော်၎င်းသူ့အောင်ចောင်းထုတ်လိုက်တော့အရင်ထဲမှာဆက်လက်နေရန်ရှက်၍၎င်း ထိုလကုံဖအေကြီးလာထုတ်လာသည်များကို အပြောက်ရက်ရုံမကောက်ဖအေကြီးဘိုးဘွားအမွေအနှစ်ဖြစ်နောက်ဆုံးကျန်သည့်ကြောက်စိမ့်ကျေသည့်တစုံနှင့်ခေါင်းအောက်ကရွှေနေကွင်းထောက်သည့်စင်မီလက်စုပ်ကလေးကိုပါအပြက်ရှင်၍အိမ်မှထွက်ပြေးသွားလေ၏ဤသည်ပြင်ဒီလုံးအသက်၁၄နှစ်သားကအိမ်မှထွက်ခွာသွားပုံဖြစ်ပါသည် ယခုတော့ငါးနှစ်ကျော်ခဲ့ပြီမို့မိဘအားလည်းသူ့မိုက်ပစ်ကိုမိဒံကောင်းပြီဟုယနေ့အရေးစွန်ကောင်းမိသားစုကိုလွမ်းစိမ့်နဲ့အိမ်သို့ပြန်လာခဲ့ခြင်းဖြစ်ပါ၏အထူးသဖြင့်သူ့ညီလေးပြုံးချူကိုတရားသည်ပြုံးချူကိုသူတော်တော်ချစ်သည်အိမ်မှာရခင်နေစဉ်ကလေးကတနည်းရကသူ့အကြံဖန်ဟန်လာရင်ဥသောပထမညီလေးပြုံးချူအတွက်တစ်ခုခုဝယ်လေးရှိသည် တုံညီပြုံးချူကလည်းပါဖောင်းဖောင်းနီဝကကကလေးနဲ့ချစ်စရာကောင်းပါ၏တွတီတတားလည်းပြောတတ်ပါသည်အိမ်နဲ့ခြံနဲ့ခွဲနေရသောငါးနှစ်ကာလအတွင်းမှာလည်းလက်ထဲသို့ပတ်စံကလေးရလာရင်ပြုံးချူအတွဲဟုတခုခုဝဲသည်သူစိတ်ထဲမှာအိမ်ပြန်ခြင်းသောကအမြဲရှိနေသည်သို့သောထင်းလိုမှန်းကြီးမပေါ့၍မပြန်ဖြစ်ပေလက်ထဲပိုင်ပြက်လင်ညီလေးအတွက်ဝဲထားသည်များကို ပြန်ရောင်းလဲရပြန်သည်ဒီလုံးသည်မိဘ၏ရှိသည်မပစ္စည်းကိုယူခဲ့ပြီးမြန်မာပြည်မြေပြန့်သို့ရောက်သောအခါခိုးကျင်ခိုးကျင်ရှိသူ ဖြစ်သည်လျောက်တမဏိနာတမဏောဂောဏိနာဂောဏော သူလိုလူမျိုးတွေနဲ့ပဲပေါင်းဖက်မိကောတာစီရမဲသည်ပြင်မနာမြစ်ထားတလျှောက်မှာကျဆားနေခဲ့သည်ယခုတောင်ကြီးသို့ပြန်မလာမီချိန်ကလေးတွင်မြမပီဖျားပွဲတော်တစ်ခု၌သူတော်တော်ပွားခဲ့သည့်ဖြစ် ယခုခေတ်လူငယ်များချိတ်တက်သည့်ဂစ်တာတစ်လုံးကိုညီကလေးတို့ဝယ်ခဲ့သည်ညမာလေးတို့တော့သူကတိညက်၍ဖြစ်ခဲ့သောဆွေယူတကုံအမေတို့ပါတိတ်လုံးကြီးတထဲအဖေတို့ပါကစ္စတန်မှပါလာသောကိုအင်ကြီးတထဲမိဘနှစ်ပါးကို ရှစ်ကိုခရော့ရန်အကောင်စားဂိမ်မုတ်တပူအီပီစီရဲ့တပွေးတပိုက်ကြီးနဲ့အိမ်ပြန်လာအောင်ကြိုးစားခဲ့ခြင်းဖြစ်ပါ၏ပေါ်ပြခဲ့သည့်အတိုင်း သူကားပေါ်မှာဆင်းခဲ့ပြီး PAA လက်ဆွဲအိတ်ကိုလွှဲဂစ်တာကိုလယ်မင်းဆွဲကကိုဟန်ကြော့ကြော့လေဒန်မော်မော်ဖြစ်မိဘတို့အိမ်ရှိရာမြို့ကြီးတောင်ဘက်စွန်းတို့ရှောက်ခဲ့ရောလမ်းတွင်ကြောင်းနေပါတငယ်ချင်းစိုင်းပြင်းနဲ့တွေ့၍ဝမ်းသာအားရောက်ဟေးစိုင်းပြင်းမင်းရလေဝါလိုက်တာဝကြီးကြနေရပဲစိုင်းပြင်းကသူ့ကိုယုတ်တရဲမှမတ်မိပဲအားနေသောမျက်လုံးကိုဖြေကစစ်စစ်ကြည့်လိုက်မှသိရှိသွား၍ ဟဲ့မင်းဒီလုံးမော်လားမင်းကလည်းစန်းရှိစူဖွားကြီးနဲ့နှက်ခမ်းမှုတွေနဲ့ဆိုတော့ငါချက်ချင်းမမှတ်မိဘူးကွာမင်းရောက်ကတမျိုးဖြစ်နေရပဲဒါနဲ့မင်းဘယ်ရောက်ပြီးဘာလုပ်နေလဲအခုဒီကိုအပြီးပြန်လာလားဒီလုံးကသူနှက်ခမ်းမှုပေါက်ဆောက်လေးတွေကိုလက်နဲ့တက်ကောပြင်းစီစီနဲ့အေးစူပါတော့ကွာဒါနဲ့ဟိုငါကြီးပြုတ်ချုံနေကောတွေးလာကွာ တကားတလီမှတွေ့တယ်ကွမင်းကြီးပြုံးချူအောင်သိအပြင်းထွက်ဘူးမင်းမင်းနဲ့ဈေးလိုက်လာမှတွေ့ရတယ်အခုတလောမင်းဖေကြီးသိမမအောင်ပြောတယ်ဒါကြောင့်မင်းညမလေးထွေးမိပဲဈေးလာတာတွေ့ရတယ်ဒီလုံးစီမကောင်းစွာနဲ့တစ်ချက် တွေ့ကနေဖြစ်သွားပြီးစိုင်းပြားဒူရဖို့ထုတ်တယ်ရင်ယော့ secret တောင်းကွာမင်းကအလုပ်လုပ်နေပြီလားဘယ် ငေါ်ကူမတက်တရနေရှိသေးတာဘာလို့ရအောင်မလဲကွအမေတို့ကပညာဆုံးအောင်သင်ရမယ်ပြောတာနဲ့ဟုတ်တော့ဟုတ်တယ်လေပညာဆိုတာအရွေနဲ့ရှားတာအလုတ်ဆိုတော့ဘယ်တော့လို့လို့ဖြစ်တာပဲကွာထိုးစဉ်ဒီလုံးက secret တလေးထုတ်ပေးသေးကိုဟေးဟေးဟိုငါစီလီမတုတ်တတ်ဘူးကွာတောင်းမယ်ကွာမင်းတို့ရင်လားလေအောင်ကွာနော်ဒီလုံးမှာသူ့အဖေမမအောင်ဆိုရေးစောစောအားလောက်စိတ်မရှင်တော့ပဲ ကောင်းငိတ်ဆိုင်တဲ့ခီးစခဲလေးတွေထိုတဲ့တောင်ကြီးမြို့သည်ရှမ်းပြည်ရာသီဥတုလျောက်တောင်ကိုးတွေဝေကျလာ၍အလင်းရောင်မိမ့်မိန်သွားလေပြီမြမပြည်တွင်ငါးနေနေခဲ့၍သူအထီးတွေ့မခံရတာကြာခဲ့ပြီ ဖြစ်သောမြူမုံဖွဲ့ဖွဲ့ကလေးများက သူမျက်နှာကိုတုကနန်းစေကနန်းကလူကြည့်တဲ့သောအခါစက်သိမ်းမွေးငင်များပင်ထားသွားလေသည် ူလမ်းလျှောက်လာစဉ်လမ်းဘေးပုံပိုင်း၌ရေခက်နေသောဦးကြီးတယောက်ထံခွင်ထောင်း၍လက်ကုံနှစ်ဖက်နှင့်ခံပြီးရေကိုတကွက်ကွက်မြောင်းအာရပါရအကြာကြီးတောက်၏ကားပေါ်မှာကလေးကရေးစားလာခဲ့ရာနောက်ရေတဝန်းခံရန်စောင့်နေသောဦးကြီးကသူ့အငမ်းမြတောက်နေပုံကိုကြည့်ပြီးအံ့ဩစွာနဲ့အိုးလူကလေးရဲ့တောက်လိုက်တဲ့ရေကမနှဲပါလားမင်းရေငတ်နေတာဘလောက်ကြားပြီလဲကွမေးလျား ဒီလုံကရေးဆူနေသောမျက်နှာနဲ့မော်ချီကပြုံပြုံကြီးဖြစ်ဒီရင်ကနေတော့ငားနေကြပြီဦးချီရဒီလုံကအီတောင်ပေါ်ရီမတော့ရတော့ငားနေကြပြီသောအတိတ်ပင်နဲ့ပြိုခြင်းကိုဦးကြီးကနားမလည်ရှာပဲဒီတငယ်စိတ်မှနှဲ့ရင်လာကိုငေးချီနေစဉ်ဒီလုံဒီသူ့မျက်နှာကရှည်များကိုသူ့ကြခင်အင်ကြီးလမောင်းနဲ့တုံရင်ရေပုံပိုင်းမှထွက်ခွာလာခဲ့သည် ကြောက်ကြဆန်ရလာသောဘုံမှန်ဤအေးမြမြကိုတဝါကြီးတပ်ပြီးတကားလောက်ရင်းနေဤသောသောဒီလုံးသည်တချင်းတညီညီဖြင့်ခီးဆက်ခဲ့၏တဖြည်းဖြည်းနှင့် သူတို့အိမ်ရှိရာအရက်တို့ရောက်ခဲ့လေပြီသူတို့မှာတောင်ကမူလေးပေါ်တွင်ရှိသည်လေးပင်သုံးခန်းစင်ဝင်ဆောင်နှင့်မီးဘူဆောင်ကအိမ်မာကြီးနှင့်တက်တက်ခွဲ၍မြေဆိုင်တေးကလေးဖြစ်သည်သူမိပေါဘိုးဘဝိုင်ပစ္စည်းဖြစ်၏ ဒီအိမ်မရောက်မီစီးရင်သာရောက်ကလေးတစ်ခုကိုဖျက်ရအောင်မီဤရက်ကွက်ကတော့ငါးနေတွင်ဘာအပြောင်းလဲမှမရှိဒေါ်မီနာဤလက်တုပ်ဆိုင်ကလေးကလည်းစိုင်သိမ့်ချိန်မှုစိုင်ကုန်ကလေးတစ်စောင်းထောင်လို့ညာညာခွေတွေတက်မအိမ်အောင်ပေါ့တရုတ်ကူပေါ်ဤဝက်ကောင်းတုပ်ဆံမြုပ်ဆိုင်ကလေးကတော့အခုမှလူစီသောအောင်လင်းတံမီတထိန်ထိန်နဲ့သူတို့ရက်ကွက်မှာလမ်းတံမီတိုင်းများရှိတော်လဲအိမ်များစုကလျှက်စင်မီနဲ့မတင်လျော်လို့ တကြွမတွေ့ရ။ရှင်ညာစီမိအိမ်မိခွန်းများပဲတုံရသည်။လမ်းတလျှောက်မှာသူကမမီသူများရှိသည်။ဇဝေသွားနဲ့မရေရာသောမျက်နှာတွေကများသည်။ထိုတွင်သူ့မျက်လုံးများကသူ့အိမ်ရှိရာသို့တက်ရသော ကုန်းမြင့်လေကလေးများကိုမြင်ရလေပြီ။သူကအိမ်မီးတို့ထုံစံသူ့စိတ်ထဲမချင်မရေ ဖြစ်လာ၍စိုးစိုးကတွက်လက်သော သူ့ချီလဲများကတန်ဖက်ကုန်းတကိတ်သို့ရော်ရေရေဖြစ်လာသည်။ သူ့ကိုမြင်လင်းသူမိဘများကမိတို့တုံပြန်လာပါမည်လေမတွေ့ရတာကြာပြီသောသားကိုဝမ်းသာအားရစီးကြိုပေးမည်လောသူမဟုတ်အိမ်ရှိပစ္စည်းကိုဖြူကားပြားကကြအောင်နှိမ့်ဆက်သွားသူမို့တကားဆောင်ပိတ်ကောင်မောင်းထုတ်လိုက်မလားဖေကလမ်းလျှောက်ထုတ်ကြည့်နေစီးစောလိမလားအီလာတွေတတိတတန်ကြီးပေါ်လာကစိတ်မောလူမောနဲ့ရင်းနေတက်လက်လက်ဖြစ်လာသည် သို့သောရောင်မီမဖြစ်ပောက်တဲ့နဖူးမထူတော်ဘူးဟုအာတင်ပြီးသူသည်ဂမူမြစ်သို့တက်သောနီလီရားတင်များကိုတဆင်ချင်းနင်းတက်သွားသည်မကြာမီသူအိမ်သို့ရောက်တော်မီငါတကြာများခွဲခွာခဲ့ရသောမိမိအိမ်သားများနှင့်တွေ့ရတော်မီနီလီပြုံးချူကငါ့ကိုမှတ်မိပါအောင်မလားမြမာလေးထွေးမီကားကော သူနှစ်ဖူးမှာရင်မောရသည်သောနှင့်ချွေးများစုလာသည်အိနာလီကတဲ့နီးလေသူရှင်မှာခုံလေ။အော်အပြစ်ရှိသူကြီးပြီကိုရူရူသားသားဆိုဘဲဒီလိုထစ်ထစ်ချတထစ်ချင်းနင်းတန်နေမိနေ။ကြော်လွားခုံပေါ်ပြီးအိနဲ့ဒုံဆိုင်ဝင်သွားပြီပေါ့အမိကိုတအားဖက်ရင်ဝင်နဲ့ခေါင်းနေဝေးတီတီတတ်တာပြောဟောအခုတော့ကိုရင်ကိုလာလာပဲတခိုးလာရသလို့ ိုးဟုတ်သားပဲမိမိဟာတခိုးလေမိဘပစ္စည်းတွေခိုးခဲ့တယ်တခိုးလေတခိုးဟာတခိုးလိုပဲလားမှာပေါ့သူမနဲ့စာကို9နာရီလောက်ကလမ်းမှာဝယ်စားရသည်နောက်အိမ်ရောက်မှပဲအမေလေးရောက်တော်ဝါကြီးစားတော့မယ်ဟုစိတ်ကူးခဲ့သည်အခုတော့ရင်တုံပန်းတုံနဲ့သာလောင်တဲ့စိတ်တွေတောင်းပေပြတ်ကုန်ပြီလေရောက်ပါပြီ ရောက်ပါပြီ။စိန်နူပန်းချုံများခြံရံနေတဲ့ဝင်းတကာခရရေကလေး။အိမ်ထဲမှာမိအောင်ကလေးမှိတ်တုံမှိတ်တုံနဲ့သူတို့တို့တွေဘာများ လုံနေကြပါလဲ။ဟင်။အိမ်တကာမှာကြီးကတော့မမွေမှု။အိမ်နောက်ဖိဘက်ကအตาလဲပြီးအချီနီကိုစောင့်ကြည့်အောင်မယ်။သူတို့ချံဝင်းရံသည်ဝချုံများနှင့်စိတ်စိတ်ကားထား၍လူတည့်ရကြွကြုံမြင်သည် သူသည်ဝင်းပြင်ဘက်မှပက်၍လေကောင်အိမ်နောက်ဖိဖက်လျှောက်ခဲ့သည်ငငယ်တုန်းကညင်းတဲ့တကောင်လဲပြီးအိမ်내ခိုးဝင်နေကြအိမ်အနောက်တောင်တော့ကတျို့စကားပင်ကြီးရှိရာတျို့စကားပင်ကြီးရှိရာလာခဲ့သည်ဒီတျို့စကားပင်ကြီးအဖြစ်သူ့တက်မကောက်အမေဤအသက်တမြောက်ရှိခြင်းရှိမည်အကန့်ကတူဝီဝီဆဆာနှင့်ဝင်းပြင်ဘက်ကိုထိုးထွက်နေသည် သူသည်လွဲကူသောပင်အကိုင်းတကိုင်းကိုလွှာကနေခုံဆွဲလိုက်ပြီးကိုကိုပော့ပါးစွာမှတင်လိုက်၍ခြံတွင်သို့ခုံဆင်းလိုက်၏သူကိုယ်တွင်တစ်ဖက်တစ်ချက်ဆလွေတိုင်ထားသောလွဲလက်ဆွဲအိတ်နှင့်ကေတာကြောင့်ကိုယူကာယာဖြစ်နေတော်လဲအကြငြင်သာပါသည်ကြည်စံနောက်ဖေးချံတစ်ခုလုံးမြေကွက်လက်မရှိအောင်ဟင်းသင်းရွက်ခင်းနေပါလားဒါရီဘသူစူးစမ်းပန်းစားစိုက်ထားပါလေ မိမိလားညီလေးနဲ့ညီမလေးလားတချံလုံးမုံကြီးမုံလာဥဂေါဖီနဲ့တရုတ်နန်းနန်းကတခင်ဘိုးစားပဲစရောပဲရွှေပဲပင်စင်တွင်နဲ့စင်တွင်နဲ့ကတကန်သူကန်တဲ့သူအလေကမူစပေဖြူပန်းရံကလေးတွေကလည်းမှုေးပါပြီ သူရှေ့မှာ တွေ့ရသောတက်ခွားစင်မတက်ခွားစီပောက်စားကလေးတစ်လုံးကိုခွေကျုကနေဝါစားလျာပူးနေသောသူရင်မအေးသွား၏ သူသည်စိုက်ခင်းတွင်မနှင်းမိလျောင်းတတိထား၍ရှောင်းကတင်းကကိုယ်ကဝိုက်ကမိဘဆောင်သည်တို့ခြိဖွဲ့၍နင်းခဲ့သည်မိဘထရံများမှနှိရှီလာများ ရှိပြီမို့ကျွတ်တူကျဲတဲ့နှင့်အချို့နေရာတွင်ပောက်ပြေးကုန်ပြီပြန်လဲပြုတ်ပြင်းရန်အမေတို့ဖေတို့မှ စီဝါ၍ပြည်လေဟန်မတူပါ။အော်အခုနေကုံစည်းနှုံးနေအဖေလာကားကလေးနဲ့ဘလို့နေပါလဲ။ ရှင်သူစဉ်းစားရင်သူအင်ကြီးရင်မက်ကိုဆမ်း၍အိတ်ထဲကငွေကိုလက်နဲ့ဖိကြည့်လိုက်သည်။သူ့ဖေလာကကိုခူးသွားစဉ်ကငွေပေါင်း213ကျပ်။အခုသူ့အိတ်ထဲကအဖေကျွေးကိုဆမ်းနေပါသည်။သို့သောဒီလုံးသည်ထိုစဉ်ကသူ့ကားမှုကြောင့်မိသားစုတစ်ခုလုံးတက်လာမြောက်စားရမယ်တော့ရမယ်ဖြစ်ကောနောက်ပိုင်းမှာလာများသောအကျွေးတင်နေခဲ့သည်ကို သူ့ထဲ၍မစင်သာမီပဲ။ ေလုံးသည်မိဘဆောင်နာချင်းကံပြီး၍ထရန်ဖောက်ကအသာချောင်းကြည့်လိုက်ရောအပါထွေးမိနှင့်ပြုံးချိုတို့မွန်နမထမင်းမိုင်မောင်ရေနံစီမိဘကလေးနှင့်နှစ်ယောက်သောမျက်နှာချင်းဆိုင်ထမင်းစားနေကြပါကလားရွှေဖျုံသည်ဟင်းနှင့်ပဲပုံထောင်းနှင့်ဆလေးရွက်ကလေးတွေတူလူအော်ငါညမာလေးကြီးလာလိုက်တာ အပြူကြီးဖာဖာဖြစ်နေပြီရောအသားပြပြစင်စင် ကိုလုံးကိုယ်တည်းတိတိရရင်နဲ့ဩ16နေပဲရှိနေပြီလေပြုံးချွာမှုသူ့ကိုကြောပိနေသည်မို့မျက်နှာဦးမမြင်ရဒါပေမဲ့သူအားလိုက်အလုံးထင်းနေမို့တော်တော်ကြီးလာပြီရောနေရကလေးတောင်ပူကားလာသလိုပဲအခုနေသူတို့ရွှေကနေလေချွန်ခလိုက်ရမလားထိုအခါတိတ်တိတ်ဆိုင်ဆိုင်ပြုံးချူကစကားဆက်လိုက်၏မမညကျွန်တော် အကိုကြီးကိုအိမ်မက်မက်တယ်ဗျဝက်ကောင်းစားလာနဲ့အိမ်ပြန်လာတယ်တဲ့ဒီနေ့လေကျွန်တော်သူ့ကိုတနေ့လုံးတရိယာနေတယ်တကယ်ပဲပြန်လာလိမ့်မလားမသိဘူးထိုအခါထွေးမိကထမင်းဆိုင်ရာမှာစက်ကနေမော်ကသူ့မောင်ကိုပြွတူပြစ်တယ်ကြည်ရင်မောင်လေးဒီစကားတွေကိုဖေဖေးရှိမှာတော့ရောင်းလို့တော့မပြောလိုက်ပါနဲ့နော်တနေ့ကအမေကပြောတယ်မဟုတ်လား ရှင်သားဒီလုံးကိုတွေ့ကြည့်ရင်ကျမတရင်သားတွေကကြညာခေါ်ပေးမယ်ဆိုတော့ဖေဖေကဘာပြန်ပြောလဲသိလားဒီခုနာကောင်ကိုငါတသက်ပြက်ပြီးသိရလားဒီကောင်မျိုးကလက်ချောင်းမှာပေါက်တယ်ခုနာလိုပဲစောစောသိရင်စောစောကဖြက်ပြစ်တရားတယ်နောက်ကြရင်လက်တစ်ချောင်းလုံးကုန်ရောအခုတော့ငါလက်တစ်စစ်လောက်ပဲဆိုပါတော့ကွာဒီကောင်အိမ်ပြန်လာလို့နောက်တခါခုနာဆွဲပြီဆိုရင်လက်ရင်းကိုဖြက်ပြရတဲ့အဖြစ်မျိုးရောက်တယ်ဟေ့ တော်တန်တိတ်မအေးကြီးဒင်းပေါ်မှာငါတန်ရောစင်မထားတော့ဘူးသူကလည်းမိဘပေါ်မြေတားမရှိလို့ရရဆက်ဆက်လှုပ်သွားတာပဲကွဒီကောင်မျက်နှာငါမြင်ရင်အခုချက်ချင်းအသက်ထွက်သွားမှာပဲဒီတော့မင်းငါ့ကိုစော့စော့မသိသေးချင်းဒီကောင်ကြောင့်နောက်ထပ်မပြောနေတော့အေးငါမြန်မြန်သိသေးချင်းဖြစ်ဒီကောင်ကိုသတင်းစာတွေကကြွညာခေါ်ပြီးတော့ဒီကောင်ဟာငါသိမင်းပဲတဲ့မောင်လေးကြီး ထိုအခါပြုံးချိုကတက်ပြင်းဟင်းငနေချပြီဖေဖေပြောလေပြောချင်စရာပဲမမရေသူအင်ကငွေတွေခိုးသွားပြီးတဲ့ကဖေဖေဟာရှက်စိတ်နာပြီးတရှောင်ရှောင်နေမကောင်းခဲ့တာအခုတော့နာတာရှိကြီးဖြစ်ပြီးအဲ့ရရလဲနေပြီစေးပင်စင်လေးတဝက်နဲ့မေမေလို့စားစားနေရတော့အကိုကြီးသာခုနဲ့အိမ်မှာကောင်းကောင်းမွန်မွန်ရှိမယ်ဆိုရင်ပြောပြီးပြုံးချုံမောစကားမဆက်နိုင်တော့ပဲရှိရထွေမီက အေးဒါကြောင့်ငါနဲ့ကိုငါပြောတာပေါ့နေကိုကြီးနမူနာကြည့်ပြီးလိမ့်လိမ့်မာမာနဲ့စာအုပ်ကြိုးစားမမလည်းဒီနေ့ဆင်နှောင်းအောင်ရင်ကြောင်းထွက်အလုပ်လုပ်မှာပဲဒီတော့အာမငယ်ပါနဲ့မောင်လေးရဲ့အကူကြီးတော့အဖအရာ အမကြီးတော့အမိအရာဆိုသမို့လားအကူမရှိတော့ပေမဲ့မမရှိပါသေးတယ်မောင်လေးရာအီမော်ရမန်ရောက်ပြောနေကြတော့စကလုံးတိုင်းစကလုံးတိုင်းဒီလုံးကြီးနှလုံးသားကိုတူနဲ့တူတကယ်တော့ရှိပြီ၏ သူသည်မအောင်နိုင်မအီးနိုင်တလိမ့်လိမ့်ဆင်းလာသောမျက်ရည်များဝေမတုံနိုင်တော့ပဲထရင်ကြားကညီငယ်ညီမငယ်များကိုမမိတ်မတုံကြည်နေပြီသည်ငါဘာလို့ရမလဲငါမျက်နှာမြင်ရင်ငါပြီအသက်ထွက်မယ်တဲ့ငါသူ့ကိုဝင်းတွေးလို့မဖြစ်တော့ဘူးငါပြန်လာတာကိုသူတို့မသိသေးပဲသူတို့အတွက်ငါတည်ပြီလို့သဘောထားချပါစီတော့အေးလေ အမှန်ပဲ ဒီအိမ်တော်မှာပြင်ငါသေးတာနဲ့ဖာထူးသေးတယ်လေသူဒီမျက်ရည်ကြားတွေကညီငယ်အတွက် ယူလာခဲ့သောဂစ်တာကိုငုံချလိုက်သည်မိသားစုအတွက်ပစ္စည်းတွေထည့်လာခဲ့သောလွဲကိုပုတ်သက်ကြည့်လိုက်သည်ဒါရီလဲငါမတမာရည်နီးနဲ့ရတဲ့ငွေနဲ့ဝယ်ခဲ့တဲ့ပစ္စည်းတွေပဲပန်ရှင်နဲ့အိမ်တန်ရှင်နဲ့ငါမိဘအိမ်တော်နဲ့မတန်ပါဘူးဒါရီသုံးမိရင်တန်ရှင်နဲ့သူတို့ဘဝကိုညှစ်ထေးစေတော့မယ် ဤသို့တွေးတော်မိသည့်၌ဒီလုံးသည်စိနှလုံးဒုံဒုံချကောလာလန်တိုင်းပြန်လဲခဲ့သည်တေယုစကားဘင်ကြီးဘောသူတက်ကဝင်းနေရန်ပြင်မဲ့ခုံမထွက်မီမိမိမွေးဖွားခဲ့ရာဂေဟာကိုတဝါကြီးငေးမောကြည့်ရှုရင်းစိုက်ကြီးတငင်ငိုသည်ထို့နောက်အန်ကိုတင်းတင်းကြိတ်ခေါ်ကျန်အပြင်ဘက်ခုံချလိုက်ပြီးမြူဘိုးတွေတဝီဝီနဲ့ညီအမောင်လေးတို့ပြန်လဲဝင်ရောက်သွားလေသည် ော်တာဆွေ Cherry Magazine AB 1986